ဂျာမင်းလူရဲ့ဒေဝတာမျိုးတော့ဒီဝိတုတို့ကိုဆရာရဲ့စာပေကယ်ရီကိချာဆိုတဲ့ဝိတုတို့များ စုစည်းထားတဲ့စာအုပ်ကနေကောင်းနှုတ်ဖတ်ပြတာပဲဖြစ်ပါတယ်ရှင်။ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။ဒီဝိတာမျိုးတော့ပြီးခဲ့သောဇလံအချင်းစာပေနှင့်ရုပ်ရှင်တွေတွင်ချေရှုံနေသောမြောက်ညီနောင်လေးပေါ်မှာအငယ်ဆုံးကောင်မြောက်လူသည် စာပေလောကသားများကိုစက်ကောင်လို့၍စာပေကြောင်ညာစိတ်ရှိုးပွဲတော်ဆိုသောဝိတုတပုတ်ကိုရေးလိုက်ရာဇလန်းထဲတွင်ပါသောဇာယိဆရာချူကမကျေနပ်သဖြင့်လေးချံဖုံးတရားယုံတွင်တရားဆွဲဆိုကြသည်ဒုက္ခမိန်ကြီးပေါင်စိန်ကအပြစ်ထင်ရှားသည်ဆိုပြီးမြောက်လူကိုလက်ကောင်ဓာဆက်ဖြင့်လက်ဖြတ်ပြရန်အမိန့်ချမှတ်သည်ဦတော်ပဝံကွေးနှင့်ပညာရှိအမတ်ကြီးဘိုးဘိုးချက်တို့ကမေတ္တာရက်ခံသဖြင့် ဦးမတက်မချင်းဂလိထိုးကြရန်ပြောင်းလဲအမိန်ချသည်ဆာရေးဆရာများလည်းမြောက်လူကိုဝါ၍ဂလိထိုးကြရာရီယာလွန်းသဖြင့်ဦးတက်ပြီးတတိလက်သွားလေသည်မြောက်ညီနောင်လေးပေါ်ဆိုရာကဆာရေးဆရာမဝန္နရဲ့ရုပ်ရှင်ပင်သားအဆိုတော်ဆာရေးဆရာသူ့မောင်ရဲ့မောင်ယူပရဲ့ဆရာမင်းလူရဲ့ညီကိုလေးယောက်ကိုမြောက်ညီနောင်လေးပေါ်လို့ပြောတာပါဤကားစကားချက်မပီးသေးသောဇလံအကျဲ့ ။ပဝင်းကျင်ကိုကြည်လိုက်ပင်လုံးကျုပ်ပွင့်နေသောကတိပင်များမှလွဲ၍ပါမှမရှိ။လူသူလည်းတရားမှမတွေ့ရ။မြေပြင်တစ်ခုလုံးမှာမိခိုးငွေလိုလိုမြူနှင်းတွေလိုလိုဝေဝဲပိတ်ဖုံနေသည်။ဒါပင်နေရာလည်းဟူစဉ်းစားကြည့်သည်။မိခိုးငွေတွေရှိပုံထောက်တော့စတိတ်ရှိုးစင်မြင်ဖြစ်မှာပဲတွေ့မိသေးသည်။စတိတ်ရှိုးစင်မြင်ဆိုလည်းဒီလောက်တော့ကြီးမားကျယ်ပြန့်စရာအကြောင်းမရှိ။စီပင်တာယာကများ အထူးတန်ရှင်ရေးအတွက်ချင်းစည်းငွေတွေမှုတ်ထားတာလားဒါလည်းမဖြစ်နိုင်မိခိုးငွေတွေအပေါ်ကိုပြန့်လွင့်တက်မလာပဲမြေပြင်မှတပေလောက်မှသာဝက်ဆင်ဝေဝဲနေသူအစင်းစားရကြက်လာသည်ထို့ကြောင့်ဘယ်မှာလဲမသိတော့ပါဘူးပြောပါတော့ပြောပါတော့ဟုတန်ကုံအော်လိုက်သည်ထိုကရှေ့ခက်လန်းလန်းစီတွင်မိခိုးငွေတွေအနှဲငယ်ပြဲသွားပြီးတရားလေးတစ်စင်းကိုလှမ်းမြင်လာရ၏သူထရက်ပြီး တရားလေးစီသို့လျှောက်သွားသည်တရားအောက်တွင် ရေမရှိပဲရွှေမုံငွေမုံလေးတွေသာ တလွင်လွင်မျောနေ၏တရား၏တစ်ဖက်ကမ်းမှာတော့ကတုတ်ပန်းပွင့်နေနှင့်ပေါင်းကွက်ထားသောဆိုင်းပုတ်တစ်ခုရှိသည်ဒေဝတာမြို့တော်ထိုခါကျမှနတ်ပြည်အဝင်ဝသို့ရောက်နေကြောင်းသိလိုက်ရသည်ဒါဆိုငါကတည်ခဲ့ပြီပေါ့ဟုတွေးလိုက်ဒီလိုလည်းမဟုတ်သေးသူခန္ဓာကိုယ်ကကောင်းဝိကတိကြီးတိုင်းရှိနေသည် အရှင်လက်လက်နတ် ြီးရောက်တာမျိုးများလားဟု သူကိုယ်သူအထင်ကြီးလိုက်မိတို့ရောင်ရင်သူ့ပုံစံကအယဝဲအယက်စားနှင့်ပဲရှိနေ၏နတ်ဝဲတစားတွင်မကိုက်တင်နေမှာမဟုတ်နတ်ဆိုရင်တကိုးရှိသည်လိုတရသည်ဟုကြားဖို့စမ်းကြည့်မှပဲဆိုပြီးလက်ဖက်ရည်တစ်ခွက်လာထဟုလက်ဝါဖြန့်ပြီးခေါ်လိုက်သည်ဘာမှမလားอืมဒါဆိုရင်တော့မဟုတ်သေးဘူး ဒါရင်နောက်မှာစဉ်းစားအခုလောလောဆယ်ရောက်တုံးရောက်ခိုင်ဝင်လိလာသွားအောင်မှာပဲဒါမှလူပြီးပြန်ရောက်တဲ့အခါဂျာနယ်မှာစောင်းပါရေးလို့ရမည်ဒါမှမဟုတ်ဆရာအောင်မောင်းတို့ဆရာကျော်ရင်မြင့်တို့ဆရာကိုရိုးကွန်းတို့လို့ခီးသွားအတွေ့အကြုံစောင်းပါတွေရေးနိုင်မည်ဒဏမြမဒဏကြောင့်ညာနဲ့ဇီဝလန်းညိုမက်ဂဇင်းတွေကစောင်းမှုကကန်းကန်းပေးသည်ဟုကြားဘူးသူဒီတရားလေးပေါ်ဖျက်လျှောက်လိုက်အလေလောက်ရောက်မှာပင်တဖက်ကန်တရားဒိတ်တွင်ဝုံငနေဝုံငနေ မိလုံကြီးများထွက်လာပြီးလူနှစ်ယောက်ပေါ်လာသည်သူတို့သည်အရက်၆ပေကျော်၇ပေနီးပါးရှိသော လူထွားကြီးများဖြစ်ကြ၏အလွန်တောင့်တင်းတန်မာကြပုံရသည်ပစိုးကောင်ကြိုက်ထားပြီးအပေါ်ပိုင်းမှာဘာမှဝစ်စင်မထားကြတယောက်ကခရင်ကလန်လန်ကြီးခြင်ထားသည်နောက်တယောက်ကပစင်ကြီးကိုထမ်းထား၏တယောက်ကလက်လန်းထားပြီးရက်လော့ရက်လော့ဟုပြောသည်မြောက်လူက ခင်ဗျားခင်ဗျားတို့ဘာဘာလုပ်ကြရလဲဂိတ်ကြီးတွေမကောက်ရတော့ဘူးလို့ညွှန်ကြားထားတယ်မဟုတ်လားဟုခက်တီတီဖြင့်ပြောသည်အဆောင်ကဘာလာပြောနေရလဲနားမလည်ဘူးမင်းနာမည်ဘဒုတဲ့မြောက်လူရှာကြည့်စမ်းဟိဘေးကတယောက်ကိုလှည့်ပြောလိုက်သည်အဆောင်တယောက်ကတရေစာအုပ်ကြီးကိုလှမ်းကြည့်ပြီးမတွေ့ဘူးကဲဒီလိုလာမယ်စီးရင်ထဲမှာမင်းနာမည်မပါဘူးဒီကပဲလှက်ပြန်ပြီးတော့ ဒီလိုပါကျွန်တော်ကခဏအလဲလာတာပါကြုံတော့ဝင်ပြီးလေ့လာခြင်းလို့ပါဒါဆိုဖိတ်စာပါလားဟိုင်းဒီမှာလဲဖိတ်စာပြဿနာရှိတာပါလားဘာပဲဖြစ်ဖြစ်ဂျားနဲ့သမိုင်းရင် ပေါင်းနေတာပဲဒီလောက်တော့ရပါတယ်ဟုတွေးပြီးခက်တီတီဖြင့်အကျုပ်ကစားရေးစရာဗျဖိတ်စာမလိုဘူးဒါစူပါမောက်ကတ်မဟုတ်ဘူးဝင်ကျင်အောင်ဝင်လို့ရတယ်မှတ်နေလားอืมဒီလူတွေကြည့်ရတာ လူပြည်မာရောစီယုံအပေါဆောင်လှုပ်ဖူးတယ်ထင်တယ်ဟုတွေးပြီးအဲ့ညီအထံလက်နိုင်မြည်ပြုစဉ်အောင်မကြည်စမ်းလူပြည်ကအပေါမျိုးလာချိုးနေတာကိုဟဲ့တော်မလားမတော်ဘူးလားဆိုပြီးပစိန်ကြီးကိုမျှပြီးရွယ်လိုက်သည်ဂိုင်းဒီလိုမှမရရင်တော့ရတဲ့နီကိုသုံးရတော့မှာပေါ့တို့ကြောင့်လွယ်အိတ်ထဲတွင်ပါလာသောဗရမများကြောက်စီပလင်းကိုထုတ်၍မြောက်ပြလာရသည်တို့ကကြမှာအဆောင်နှစ်ယောက်လည်းပြပြသည်လည်း ဒူးထောက်ထိုင်ချလိုက်ပြီးဝမ်ပက်ဝမ်ပက်ဝမ်ဝမ်ပက်ဟုပြန်တူအော်၍အယိုသေးပေးကြလေသည်သူတို့ကိုဗရမျာကြောက်စီပလင်းထဲမှနှစ်တထောင်ရှစ်မတက်ဥစိန်ထားသောဘီအီးတပတ်စီကိုတတ်လိုက်သောအခါအဆောင်များလည်းအငမ်းမရမော့တောက်ကြပြီးနောက်ဆရာဆရာဘယ်ဟုတ်သွားခြင်းလို့ပါလဲအမိတ်ရှိပါကျုပ်စာရေးဆရာရဲ့ရှိရနေရသွားခြင်းနဲ့ကကတစင်းလောက်ခေါ်ပေးစမ်းဒီမှာကကတော့မရှိပါဘူး နတ်နာပဲရှိပါတယ်။အေးအဲ့ဒီနတ်နာပဲခေါ်ဗျာ။သူတို့ကနာနာတစင်လာထဟုအော်လိုက်တော့ခါစောစောကလိုဝုန်းကနေမိโกလုံးကြီးတက်လာပြီးဇက်သပင်တွေထဲမှာတွေ့ဘူးသောပန်ရထားလိုရင်တစင်ပေါ်လာသည်။တခုရှိတာကဇက်တဲကပန်ရထားတွေလို ချက်ပိမျိုးမဟုတ်ပဲတတုဇက်အလွိုင်းပြီးတက်စင်ထားခြင်းဖြစ်သည်။ပန်ရထားမှသူကဘယ်သွားမလဲအကြည့်တော့အဲတကယ်ချင်းကဘလို့ဖြစ်လာတာလဲလာချိန်လည်းမတန်သေးပဲနဲ့ တော်ရစရာဆောင်းထက်ကမိတဲ့ဖြင့်အကျွန်တော်ခဏလာလေတာရောက်တုံးရောက်ခိုင်လေးလာခြင်းလို့အေးနေဆက်မောင်ခင်ဗျာဒီမှာတက္ကစီမောင်းနေရလားအဘဲလာတက္ကစီရမှာလဲဒါကိုပိုင်ဗျကိုပိုင်ပါခင်ဗျာရေးနေကနေခေါင်းကြည်လင်းသွားအောင်အပြင်တစ်ပတ်ထွက်မောင်းရင်မောဝါကအကုန်ကြီးတောင်းတန်ကြလို့လာခဲ့တာဒီမှာတော့ဒီလိုပဲကျုံတဲ့ရထားကကျုံတယ်လို့ခေါ်တင်သွားကြတာပဲအိုးမသိပါဘူးဟိုပုဂ္ဂိုလ်ကြီးကနတ်နာလို့ပြောတာနဲ့လူပြီကကကလို့များလားလို့အဒီမှာတော့ဒီလိုပဲခေါ်ကြတာပဲ ။ဆောင်းထက်ကိုအကဲခန့်ကြည့်လိုက်တော့အခါနတ်ဝိနတ်စားနေမဟုတ်ပဲစတစ်ကော်လာရှက်အင်းညီဘူးနဲ့မာဇရိုက်ချီချောလုံးကြီးကိုဒါဝိစင်ထားဒီကိုတွေ့ရတဲ့ဖြင့်ခင်ဗျားအဝိစားကဩခင်ရပြောင်ပြောင်လဲလက်ချွန်ချွန်တက်တက်ဒီဝေထားမယ်ထင်လို့လားအဲ့ဇာတ်ထဲမှာဝေကြတာပါဒီမှာတော့ကိုဝိနေကြအတိုင်းပဲဝေကြတာပါပဲတင်းငယ်ချင်းကုန်းကပြောတဲ့အထက်မှာကြ བྱ ရေးနေရစွာပါတယ်နော်ကြ བྱ ရေးပြီးပါသွားလုံမှာလဲ။ဒါမှမဂဇင်းနဲ့ထဲမှာပေါ့ ဒီမှာမဂ်ဇင်းရှိတယ်အရှိတော့ဗောစာရေးစရာတွေကွယ်လွန်ပြီးနှက်ပြီးရောက်တယ်လို့ပဲမဂ်ဇင်းတွေလည်းကွယ်လွန်တဲ့အခါနှက်ပြီးရောက်လာတာပဲလေဘလို့ပြကျွန်တော်နားမလဲဘူးဒီလိုလေလူပြည်မှာထုတ်တဲ့မဂ်ဇင်းတွေတဲကဆက်မထုတ်နိုင်ပဲရက်သွားတဲ့မဂ်ဇင်းတွေကကွယ်လွန်ကုန်ကြတဲ့သဘောပဲမဟုတ်လားအဲ့ဒီမဂ်ဇင်းတွေကိုနှက်ပြီးမှဆက်ထုတ်ကြတာဗောအော်တယ်ဟုတ်ပါလားဟိုမှာရောမဂ်ဇင်းနေချင်းနေဘလို့ရှိလဲဒီလိုပါပဲတချို့မဂ်ဇင်းတွေကတော့အရှင်ပြေကြပါတယ ။အများစုကတော့မပြုတ်အောင်တော်စူးစမ်းရက်တည်နေကြရတာ။ခင်ဗျားတို့စီမှာမဂ္ဂဇင်းတွေတိုးကောင်းတိုးလာနိုင်တယ်မျိုးအချာနယ်တွေကတော့တော်တော်များတယ်ချာနယ်တစ်ခေတ်လို့တောင်ဆိုနိုင်တယ်။ရေးစရာနေရာများလာတော့စားရေးစရာတွေတွေကောင်းအာခင်ဗျားချီနေရတော့ကောင်းတယ်ပြောရမှာပဲဗျ။ပုံတရံရောအကြောင်းအရာပါပို့ပြီးစမ်းသစ်တဲ့ကြပြားတွေရေးလာကြတယ်လူငယ်ကြပြားဆရာတွေလည်းအများကြီးထွက်လာကြတယ်အတော်ကြပါတယ်ဒီလိုဆိုရင်တော့ဝမ်းသာကြပဲဒါနဲ့ခင်ဗျာဘယ်သွားကျင်လဲပြောင်းနေ တို့တို့အဖေစီသွားခြင်းနဲ့ဆရာသာတို့ကဆရာကြီးတွေကြီးပဲစုဒီနေတဲ့နေရာမှာဗျလူကြီးတွေစိတ်အေးချမ်းသာနေလို့ရအောင်ဆိုပြီးစိတ်ငြိမ်ရက်ွက်မှာနေရာပေးထားတာပြီးမှအေးအေးဆေးဆေးသွားကြတာပေါ့ခင်ဗျားတို့ကြတော့ဘယ်မှာနေကြလဲ၆ထပ်ဗိမှန်တွေမှာကိုယ်ခန်းနဲ့ကိုယ်နေကြတာပဲခင်ဗျားတို့ကြတော့တီးကြဗိမှန်မရဘူးလားအလိုချင်တော့မြို့တော်အုပ်ချုပ်ရေးဖွဲ့စီရှောက်လို့ရပါတယ်ဒါပေမဲ့ဘာလို့မှလဲအခုလိုလူငယ်တွေစုပြီးနေရတာပိုးပြီးပြောကြကောင်းတာပေါ့ ဆရာတော်ຫນွယ်ဆွေတောင်သူရတဲ့ဗိမာန်ကြီးဟာခန္ဓာလုံးတော့မနေတတ်ဘူးဆိုပြီးကျွန်တော်တို့စီမှာမကြခဏလားနေတတ်တယ်။ဆရာတော်ကဒေါသကြီးတုံးမဲလားထုံးစံတိုင်းပဲ။ဒါပေမဲ့ဆရာဒေါသကအတ္တနဲ့ရှင်နဲ့ဒေါသမှမဟုတ်ပဲဗျ။ကြပြဒေါသကိုအောင်းအောင်ကြီးနေကြပါရဲ့။ကြပြတို့စုပြီးနေကြတာဘယ်သူတွေရှိလဲဗျ။အာဆီယမောင်လေးအောင်ကအကြီးဆုံးပေါ့ဗျဆီယမောင်လူမိန်လည်းရှိတယ်ခင်ဗျားတို့အုပ်စုတွေက တိုးမိုးလည်းရှိတယ်အေးဗျာတိုးမိုးနဲ့လည်းတွေ့ကျင်သေးတယ်ဒီကောင်ကူတီပြင်းထူတော့မဲလား ။ဟွကျင့်ဆိုတာကတော့ဖြောင်းနိုင်ခဲ့တာပဲ။သူ့ခန်းထဲမှာတကုတ်ကုတ်နဲ့ရေးနေရတယ်တော့တွေ့တွေ့နေတာပဲ။များသောအားဖြင့်တော့လှိမ့်အိမ်နေတာပဲ။တခြားရောဘသူတွေရှိသေးလဲ။ပကြီးတကုတ်မျိုးလည်းရှိတယ်။ဒါမဲ့သူကအစီအပကြီးအောင်စိုးစီသွားနေတာများတယ်ဗျ။အူရီအောင်စိုးနဲ့တွေ့ရင်တော့သူ့ပကြီးကားတွေကိုနိုင်ငံခြားကအရင်ဈေးကြီးပေးပြီးဝယ်နေကြတယ်ဆိုတာပြောပြလိုက်ပါအောင်ဗျဟုတ်လားအာဆရာကြီးတော့ဝမ်းတောင်ပါပဲဒါနဲ့ဇာကမဆက် ခုနကခမပြောနေတဲ့ထဲမှာမြို့တော်အုပ်ချုပ်ရေးဖွဲ့ဆိုတာကြားလိုက်ပါတယ်။ဘသူရင်းနဲ့ဖွဲ့ထားတာလဲ။ဆရာကြီးတခင်ကိုရော မိုင်းကနာရယ်ကဆရာကြီး James လာကျော်ကအောက်ကထဆရာသိပ်ဗန်မောင်ဝါကအတွင်ရမှုဆရာပီမိုးနဲ့ဆရာကြီးတကုံရွှေမြဆရာစောကြီးဆရာကြီးရန်အောင်ဆရာဥက္ကမောင်လက်တို့ကအဖွဲ့ဝင်နေလေ။ဟိုးဒီလောကဆရာမကြီးဒေါ်ကင်မျိုးချေလိုက်လာတော့ဆရာလက်ကြီးပြောမသွားဘူးလားဗျ။ပြောတာပေါ့ဘာလို့ခုမှလိုက်လာတာလဲလူတောင်အပြစ်တင်ကျင်သေးတာ ဆရာမကြီးကကျုပ်ကရှင်သွားပြီးကလေးကလိုက်လာကျင်တာဟိုးကစာရေးဆရာကြီးကအတင်းစိတ်ကိုပြီးဝိုင်းဆွဲထားလို့ဆိုပြီးချော့လိုက်မှကျင်းနဲ့သွားတာပန်းရထားသည်လက်ခဏလက်ခဏပြေးနေလမ်းတွေကစကြင်ကြောက်လို့ဖြူဖွေးပြီးညညာချုံးဝေလာသည်ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့တိန်အောင်တိန်လိပ်တွေကမိုးပေါ်မှာမဟုတ်ဘဲမြေပေါ်မှာပဲဆောင်တဲ့စောစောကပြော့ခဲ့သောလူငယ်တွေစုပေါင်းနေကြသည့်၆တက်ပိတ်မှန်များလုံးချင်းပိတ်မှန်များကိုမြင်ရသည်ခင်ဗျ ဘယ်ကိုရင်သွားခြင်းလဲဆိုတာပြောအောင်လေဟူဆောင်ထက်ကသတိပေးသည်ရင်းရင်နီနီပြောမနာဆိုမနာရှိနိုင်မည်သူတရားကိုစဉ်းစားမိအကိုကြီးညှိကြော်စီပို့ပေးပါတော်ပဲဒီဘယ်လန်းကချိုးသွားရုံပဲသူကပြောပြီးယထာကိုဘယ်ဖက်꿰လိုက်꿰တယ်ဆိုရမှာကားရီလိုစတီယာရင်ကိုလှည့်ပြီး꿰ခြင်းမဟုတ်ဘယ်လက်ကိုဆန့်ထုတ်ပြီးညှို့လိုက်ရုံဖြင့်အလိုလို꿰သွားခြင်းဖြစ်သည်ခမရှင်ဟာတဲဟုတ်ပါလားဒါနဲ့ဒီပန်ရထားကရှေ့ရလားနောက်ရလားအာရေးတဲ့နောက်နေပြန်ပြီ။ ထိုစဉ်ရှေ့မှာပန်ရထားတစဉ်အရှင်ပြင်းစွာမောင်းနေလာသည်မောင်းလာသူကဆရာထောက်တော်လှအောင်မြောက်လူကလှမ်းနှုတ်ဆက်သည်ဆရာဒီရဲကြီးတုတ်ပြနိုင်လာ၏ကောင်းကောင်းတောင်စကားမပြောလာရအောင်ပြေတောင်နေကားရလားဝိညာဉ်ရောမြက်ခါရောဟုတတိယလည်းများလှမ်းအောင်မင်းရင်တစတစဝေးသွားသည်ဇောင်းထက်ဤပန်ရထားသည်လမ်းကြိုးကလေးတစ်ခုတည်းကိုယ်ဝင်လာ၏ဂရနိုင်းလိုကြောက်သားမျိုးပြင်ဆောက်ထားသောဗိမှန်တစ်ခုရှေ့တွင်ရပ်သည် ဒါဆရာငိမ့်ကျော်ရဲ့ဂီဟာပဲခင်ဗျပြန်ကျင်တဲ့အချိန်ကျရင်လာဒလို့သုံးငါော်လိုက်ဟုပြောပြီးထွက်သွားသည်အဆောက်အုံထဲသို့ဝင်လိုက်ဆရာငိမ့်ကျော်သည်ကျမ်းပေါ်မှာဖျားကလေးခင်းဝင်းရမောက်ပြီးရင်ဘက်အောက်မှာခေါင်းကလေးခုလျက်စာရေးနေသည်ကိုကြီးမော့ကြည့်ပြီးအံ့ဩသွားသည်ပြီးမှဟာခေယောင်မင်းမင်းလာလေတာမဟုတ်လားဟုထထိုင်ရင်မေးသည်အမေအစ်ကျွန်တော်လာလေယုံတက်တက်ပဲဆိုတာဘယ်လိုသိရလဲအသိရပါဘောကွာ မင်းကိုကလူစော်နေနေသေးတာကိုတို့စီကပုံကူတွေမှာကိုနဲ့လုံးဝမရှိဘူးကွာကိုကြီးဘာတွေရေးနေရလဲအာဟိုမှာတော့မပြီးပြတ်သေးတာလေးဆက်လုံနေတာပါကွာပြူခိကီတာကြောင့်သူ့ဒေသနာစားတဲ့လေဒါနဲ့မင်းအတူစီရောရောက်သေးလားသူဇနီးကိုတတိတရမေးအရင်ကတော့စွန့်ကျွေးရှိတာရောက်ပါတယ်ခုနောက်ပိုင်းမရောက်ဖြစ်တာနည်းနည်းကြာသွားပြီဒီရောက်တော့မင်းအဖေစီသွားပြီလားသွားရသေးဘူးကိုကြီးစီအရင်ဆုံးဝင်လာတာအေးဒီချိန်သွားလဲမင်းဖေကနိုးမဟုတ်သေးပါဘူး ဖေတီမာနေရတာအဆင်ပြေရလားပြေပါဗျာမင်းဖေဟာသူ့ရေးပေါ်ရေးဘက်တွေနဲ့ပြန်တွေ့နေလို့ဟန်ကြနေတယ်ဆရာတင့်တယ်ဆရာတန်းဆွေဆရာအောင်လင်းဆရာတော်ရာဆွေဆရာစိန်ခမောင်ကြီးတို့လေပရိသတ်မဂ္ဂဇင်းပြန်ထုတ်ဖို့တောင်ကြိတ်ပြီးတိုင်မင်နေကြတယ်အခုလောလောဆယ်ရှုမွာမှာရေးနေကြတယ်ကွာအိုးရှုမွာလည်းပြန်ထွက်နေတာကိုဦးလေးဆွေနဲ့ဦးလေးကျော်တို့ပြန်ဆောင်နေကြပြီပေါ့အစ်စ်ပဲရှုမွာဦးကျော်ကဆရာတော်ရာဆွေကို ကိုရင်ဆက်ကွင်းကလွတ်ပြီးဆိုဝန်းတာနေတာအခုတော့ကိုရင်ဟာကဒီတိလိုက်လာပြီးကျုပ်ကိုဒုက္ခပေးအောင်မလားဆိုပြီးခဏခဏပြောတဲ့ဥလေးစွေကဥလေးကျော်ကိုစိတ်တော်အောင် မြဲစနောင်နေကြကိုမြလူကရည်ရင်ပြော၏ဆက်၍ဒါနဲ့ဥလေးကိုတရားအောင်ကောဆရာဘမော်တရားမလားအတူကတော့ဒီမှာ favorite ပဲလေအားလုံးကချစ်ချင်စားကြတယ်မဟုတ်လားမင်းအဖေဆိုသူ့ကိုခဏခဏဖိတ်ပြီးစကားတွေထိုင်ပြောလိုက်ကြတာတခါတလေ3-4ရက်တောင်ကြာတတ်တယ် ဆရာမရရောဒီကိုရောက်လာပြီမဟုတ်လားအေးလေရောက်လာလို့ကြိုးစိုးဝဲရအောင်ကြီးကျယ်လောက်ကြသေးတယ်အင်းဆရာမရတန်းတင်နဲ့လည်းတွေ့ချင်းသေးတယ်သူမရှိဘူးဟီးသွားနေတယ်ဟင်ရောက်တာမှမကြသေးဘူးဒါဆရာမရကြောင့်မင်းတီးသားပဲခီးသွားတာကိုတိတ်ဝါသနာပါတာမဟုတ်လားဒီကြားရဲ့အလုံးမရှိရင်မနေတတ်တဲ့ဆရာမင်းကျော်ရဲ့ငြိမ့်နေရရင်မကြီးမသားဖြစ်တတ်တဲ့ဆရာမောင်နေဝင်းရဲ့ပေါင်းမိပြီးတော့နတ်ပြည်၆ထက်တကွင် ပြည့်ပြည့်စင်အောင်လေးလိုက်ခီထွက်နေကြလေးရဲ့ကွာ နေရောက်တယ်လို့ဇောင်းတဲကပြောလို့လာခဲ့တာဟုပြောသည် ရုတ်တရက်မမတ်မီတိတိကျကျကြီးတော့မှဟေးအမကြည်စံရုတ်တရက်မမတ်မီကိုသားရီဖြူပြီးပိုချောလာတယ်သူကဆရာမမုံမိုးအင်းရပင်ဒီနင်းအဲ့လိုမြောက်ပင်ပြောလိုက်ငါလန့်နေဆရာကောင်းလိုင်းပြောလို့ငါအတိပြီပြီနင်းကစာရေးစရာတွေကိုဇက်ကောင်လုပ်ပြီးပောက်ကြရရေးနေရဆိုစာပေသမားတွေကိုပြောစီခြင်းလို့ပါဗျာငါ့ကိုတော့ချမ်းသာပေးပါဟဲ့နင်းရေးခြင်းတခြားသူတွေအကြောင်းများများရေးဒါကတော့စိတ်ချ ဟဲ့သူကစားသိမ့်မေးတော့ဘူးဆိုဟုတ်တယ်ဆောက်လို့ရေးဘက်မှာအလုံးပြားနေလို့မအားဘူးဟဲ့တိုက်တွေးဆောက်တာကဘယ်သူဆောက်ဆောက်ရပါတယ်ဟဲ့စားကလူတိုင်းရေးနိုင်တာမဟုတ်ဘူးအာဟုတ်တယ်ဟုတ်တယ်အဲ့ဒီအမကြီးနဲ့တွေ့ရင်အဲ့ဒါပြောရအောင်မယ်ကဲငါလည်းသွားအောင်မှာတွေ့ကျင်လို့ဒါဝင်လာတာသွားကြရရှိသေးတယ်ဒီနေ့ဆွေးနွေးပွဲရှိတယ်တရင်စာပညာအကြောင်းကိုဆရာသိမ့်ပင်မြင့်ရဲ့ဆရာဥညုံမြရဲ့ဆရာလူတူးဦးလာရဲ့ကဥစားမီဆွေးနွေးကြမှာ ။ကျွန်တော်လည်းနားထောင်ရင်လိုက်တာမရဘူးဟ။ကြိုတင်စင်းပေးထားတဲ့လူမှတက်ခွင့်ရတာ။ကိုကြီးကျော်ရော မတက်ဘူးလား။လာခဲ့မယ်။ဒီကောင်သူ့ဖေစီလိုက်ပို့ပေးလောက်မယ်။ဆရာမမုံမုံအင်အားထွက်သွားပြီးနောက်ဆရာကိုကြီးကျော်ကသူ့ဤပန်းရထားပြင်ဆရာကြီးများနေထိုင်ရာအရက်တို့လိုက်ပို့ပေးသည်။တောင်းရင်ကဗိမ္မာန်ကြီးများကိုညွှန်ပြပြီးဒါကဆရာကြီးမဟာဆွေရဲ့ဗိမ္မာန်ဟိုဘက်ကဆရာကြီးဥယျာဉ်အောင်နေတာပေါ့အစသဖြင့်ညွှန်ပြသွားဤဆရာကြီးများနေသောနေရာမှာ မြို့တော်ဤစိတ်ငြိမ်အေးချမ်းသောနေရာဖြစ်သည်တစ်ပင်အုံများကြားတွင်ရှုံမြောင်စိမ့်စံများဖြင့်အလွန်သာယာ၏ကြောက်စိမ့်တောင်တောင်ကုန်းများပေါ်မှရွှေမုံငွေမုံများကရေဒီဂွန်လိုစီးကျနေသည်တစ်ပင်များပေါ်တွင်တကားမှမမြင်ဘူးသောပုံသဏ္ဍာန်မျိုးစုံရှိသည့်ရောင်စုံပန်းများဖူးပွင့်နေ၏ကဲရောက်ပြီဟောလားဆရာတာရုရဲ့ဗိမ့်မံမဲအဖိတ်ဗိမ့်မံကိုသူ့ကြိုက်မိကိုရောင်တုံထားသည် ပုံသဏ္ဍာန်ကသူ့၏စာသည်ဝင်စာအုပ်တိုက်တစ်စိမ့်လိုစာအုပ်ပုံပါဝင်သော ၆တိုင်ကြီးထောင်ထားသည့်အတိုင်းဖြစ်၏တကားပိတ်ထားတယ်ကွမနိုးသေးဘူးထင်တယ်ထို့စဉ်တစ်ဖက်မှာလမ်းအော်တန်းကိုကြားရ၏ဟေးဘသူတွေလဲကွဒီချိန်သာတို့မနိုးသေးဘူးဆိုတာမသိဘူးလားအတန်ကြားရစီကိုလမ်းကြည့်လိုက်တော့ဆရာတော်ရာဆွေဟာဦးလေးဆွေဟဲခွေးပြည့်တဲ့ထုတ်ပါလားဘယ်ကဘလို့ရောက်လာလဲခေါနေကြတိုင်းနှုတ်ဆက်သည်ကျွန်တော်ခဏလားလည်ရင်းနဲ့အဖေစီလာတာဟာကို့အဖေကြောင့်ကိုမသိဘူးလားဒီကစည်းကွက်လိုပဲ လူတွေအိတ်တဲ့ချိန်လှုပ်လှုပ်ပြီးသူမြရင်တို့ရင်သူကအိတ်ရောကဲလာလာငါနဲ့စကားလေးပါလိပြောရင်စောင့်ဖို့ကွာဆရာတော်ရာဆွေဘက်ကူးလာခဲ့ဤသူ့ဘိမှန်ကတော့ပုံဆန်းဆန်းဖြစ်သည်ပလင်းတလုံးထောင်ထားသည့်ပုံဖြစ်ပြီးထိတ်မှကျန်နကောင်ခွနေသည့်ပုံရုပ်ထုကိုတတ်ထား၏ဟိုလူပိန်တော့အတန်ပြဲတဲ့ကောင်မင်းမင်းလဲလာလေးကွာဆရာငင်းကြော်ကိုလှမ်းခေါ်သည်ကျတော်တရေစာပညာဆွေးနွေးပွဲသွားမလို့စရာမဝင်တော့ဘူးဒီကောင်လိုက်ပို့တာဟုပြောပြီး ကျန်ရင်းကျော်ထွက်သွားသည်လာကွာဒီမှာပဲထိုင်တော့အပြင်ဘက်ရှိကြောက်သားထိုင်ကုန်လေးမှာထိုင်ခိုင်းသည်ကြောက်စွဲဝိုင်းကြီးပေးမှာထိုင်ကုန်ကလေးတွေခင်းထားခြင်းဖြင့်ကြောက်သားဆိုတော့လဲထိုင်ချလိုက်တော့ကအီအီဆက်ဆက်နွေနွေထွေထွေရှိလာသည် ကဲမင်းကဧည့်တယ်ဆိုတော့ငါကပဲဧည့်ခံရမှာပေါ့ကွာဟုဆိုပြီးဆရာတော်ရာဆွေကကြောက်စွဲအောင်မှာပလင်းတလုံးကိုထုတ်ပြီးစွဲပေါ်တင်သည်ဟာဦးလေးအကျွန်တော်မတော်ဘူးလုံးနေစမ်းပါနဲ့ကွာမင်းခွက်ပုံးစွာငါသိပါတယ် ငါးနဲ့ညောင်တို့ဟောပြောဝဲလိုက်လာတော့အောင်တခွက်တဖလဝင်းနှိပ်သေးတာပဲမဟုတ်လားအကျွန်တော်ကခုမတောက်တော့ဘာလဲမင်းဖေးပြီးမှကြောက်လို့လားခိစ္စာမရှိပါဘူးကွာဒီဟာကအနဲ့လုံးဝမထွက်ဘူးမင်းတို့စီကဟိုင်လို့မှတ်နေလို့လားဒါစပယ်ရှယ်ကွာဥမာဒါမျိုးမရဘူးဂျုံလုံးဂျုံကိုင်းချသွားစမ်းပါလူပြီးပြန်ရောက်တဲ့အခါကိုပိုက်တို့ကြွားလို့ရတာပေါ့ဒါမျိုးကဂျုံရဆုံရခဲ့သည်အခွင့်အရေးရတော့မြီးစံကြည့်တဲ့သည်ဟိုပြန်ရောက်တဲ့အခါ မင်းခိုင်ဦးတို့နောင်ဝင်းထွန်းတို့ကို ပြန်ပြောရင်ဘယ်လောက်မနာလို့ဖြစ်ကြလိမ့်မလဲလို့ကတ်တုံးဝင်းအောင်တို့စောမင်းဝေးတို့ဆွေမင်းတနုဗျူတို့ဆိုရင်တော့သူတို့အတွက်မယူလာရခေါင်းလားဆိုပြီးစိတ်ကောက်ချင်းကောက်ကြလိမ့်မည်။ဆရာတော်ရာဆွေက၆စိမ့်နဲ့ပြုတ်လောက်ထားသည်ဟုယူဆရသော ခွက်နှစ်ခွက်ထဲသို့ငှဲ့ထည့်လိုက်သည်။ကြချကွာ။သူကခွက်ကိုယူကြည့်လိုက်ခွက်ထဲမှာအည်များမဟုတ်ပဲအခိုးငွေများဖြစ်နေသည်။ဒါဘလို့ဖြစ်တာလဲဦးလေးရဲ့ အတို့ဒေဝတာတွေကငွေကိုပဲစားသုံးကြတယ်လေကွာဒါပြင်ကျွန်တော်ကဘလို့လွဲပါတယ်အဲ့ဒီငွေတွေကိုစေးလိတ်တောက်တလို့ရှိုက်တွင်းလိုက်ပေါ့ဒီမှာကြည့်ရှားတော်ရာရွှေကလှုပ်ပြသည် သူလဲလိုက်လှုပ်သည်ခွက်တဲကအခိုးငွေများကိုပဇက်ပြင်းဆုပ်ယူပြီးစေးလိတ်မိခိုးကိုရှိုက်တလို့ရှိုက်လိုက်သည်အနံ့ကအလွန်မှွေးကြရင်ရှိန်ငနဲ့ဖိန်ငနဲ့ဖြစ်သွားပြီးခဏကြာမှအလွန်ထူးခြားသောခံစားမှုကိုရလိုက်သည်ဘလို့လဲကွာအတူတူကောင်းတာပဲဦးလေးဒါနဲ့ ဥလေးကိုကျွန်တော်တခုမေးအောင်ဝင်ဆာရေးဆရာကြီးကွယ်လွန်ရင်ကောင်းရာသူဂတိကိုရောက်ကြတာပဲလားအတော့ဘောကဆာရေးဆရာဆိုတာကိုကလူဝင်မန်းစိတ်ပင်မန်းစင်းရဲခံပြီးအများအတွက်ဆောင်ရွက်ကြတာ ው ကွာဘရိုက်တာစိတ်ရှိရဲ့လူတွေပဲလေကွာထိုခိုက်လမ်းမကြီးပေါ်မှာမြင်းပြူကြီးတကောင်ကိုအသားကြစီးလာတော့လူကြီးတယောက်ကိုလှမ်းမြင်လာရသည်သူသည်အယံပြင်းပြင်းကြံ့ခိုင်သောမေယိုးရှိပြီးမျက်နှာထားကအိမ်ကြီးလာ၏စီးတံခဲထားသည်ကိုမြင်တော့မှဟာဆရာကြီးရွှေဦးရောင်းမဟုတ်လား အေးဟုတ်တယ်ကွာဝါတာဝါတာဟူဆိုပြီးပလင်းနှင်ခွက်ကိုဇဝဲအောက်သို့ဖွက်ထားလိုက်သည်ဆရာကြီးလွန်သွားမှပြန်တင်ပြီးဦးကြီးကဆရာကြီးမြမျိုးလွင်စီသွားတာကွာသူတို့ညောက်ကနေ့တိုင်းဒိတ်ဒိတ်ဒိတ်တာမှတ်တမ်းကျင့်စဉ်ကြောင်းဆွေးနွေးကြတယ်လက်တွေလည်းကျင့်ကြတယ်ဆရာကြီးသွားရဘက်သို့လှမ်းကြည့်လိုက်ဆရာကြီးအင်းမြင့်နောက်မှခွေးကလေးတစ်ကောင်ပြေးလိုက်သွားတာတွေ့လိုက်ရသည်ဦးလေးအိုက်ခွေးလေးကအဆရာကြီးရဲ့ချစ်တော်ဘော်ဘီလေးကွာအေးကဲကဲကဲချလိုက်ပါအောင်ကွာဟူဆိုပြီး တစ်ခွက်ထန့်ခဲ့ပြီးအငွေ့များကိုတရှိုက်ချလိုက်ပြီးနောက်အဖေဖိတ်မှန်ပဲလမ်းကြီးတကားပိတ်ထားတော့ဖေဖေနဲ့ဦးလေးရောရံဖြစ်ကြတော့မဲလားဦးလေးစွေကရည်လိုက်ပြီးဘာပြောကောင်းမလဲကွာတကြက်ကြက်ပေါ့ဒါမှမင်းသိတဲ့အတိုင်းပဲငါတို့တန်ငယ်ချင်းများကဒီနေ့ရံဖြစ်လိုက်နောက်နေ့ကျတော့လဲလဲပင့်ဖက်ပြီးရည်လိုက်မောလိုက်နဲ့ငါတို့နေရောက်ရှိလို့စိုးစိုးပြေပြေဖြစ်နေရလို့တင့်တယ်တို့တန်းဆွေတို့ကတော့ပြောသေးတယ်အဖေကတော့ဘူးကလန်ကြတော့မဲလားထုံစံတိုင်းပေါ့ နတ်သဘင်စည်းဝေးကြရင်တကြမင်းကိုခွာကြကြမိကုန်နေထထမိတဲ့တဲကွာဟိုကပြန်ရှင်းပြတာကြသူကမကြလို့ငါအော်အော်ပြီးပြန်ပြောပြသေးတယ်ဟင်းကျွန်တော်ကြားဟူတာကနတ်တွေကဒိဗာဇက်ကူရတဲ့ဆိုဒါဆိုဒိဗာတော်တာရောမျှနိုင်မလားမင်းလဲမင်းဖြစ်လို့ပဲတူတူကတိကတဲ့ပြောရတယ်ပြန်တူရီလိုက်ကြပြီးနောက်ခွက်များကိုမြှောက်၍တက်ဆိုင်ဆိုင်မီပြုစဉ်နောက်ဘက်ကတစုံတစ်ယောက်ကဆက်ခနဲ့လူယူသွားဤလန့်ပြီးလှည့်ကြည့်တော့ဟင်းဖဖေး အဖေဒီအလွန်ဒေါသထွက်နေသောမျက်နှာထားဖြင့်စိုက်ကြည့်နေသည်မင်းမင်းမင်းဘာလုပ်တာလဲဒါခွက်ကိုနမ်းကြည့်နှာခေါင်းရှုံပြီးလွင့်ပြလိုက်ထို့နောက်မက်သီးကိုချစ်ချစ်ပါအောင်ဆုပ်ပြီးရွယ်လိုက်စဉ်အိုးဦးလေးဆိုရင်ကဲကဲကဲပေါင်းဆရာတော်ရာဆွေနောက်သို့ပြေးဝင်ပြီးအကအကွယ်ယူလိုက်ရသည်ဟေးဟေးတိတ်ဒေါသမကြီးနဲ့လေငါငါပြောပြစီဦးဆရာတော်ရာဆွေကဟန်တာလိုက်မှအဖေကလက်ညှိုးငေါငေါထိုးပြီးဟဲ့ငါတော်ရာ နေပါကောင်လဲငါသားတွေကိုလူပြီးမှတော့အရက်တိုက်တာအားမရသေးလို့ဒီတိခေါ်ပြီးတိုက်တာလားဟမ်ကျန်သမားရဲ့အောင်မာဒီမာသားတို့နှထိုင်းရဲ့နေသားတွေကသူတို့ဘာသာတခြားမှာတောက်တက်လာပြီးမှငါနဲ့လာတွေ့တာဟဲ့ရက်မပြောနဲ့အခုနေအဲ့အိတ်ကြီးနေလို့ငါအကောင့်ဧခံထားရတာဘာမှစကားရှင်မင်းနဲ့ဖဲပေးဟေးအောင်ထွက်ခဲ့အဖေကရှေ့တို့လာသည်ဆရာတော်ရာဇွေကစီကာထားပြီးဟေးကောင်လေးပြီးတော့ပြီးတော့လေသူ လှည့်ကနဲလှက်ပြေးသည်ပြီးမှသတိရသည်အဖေနှင့်တွေ့ခွင့်ရပြီဆိုတာရှာရှာပါပါအခွင့်ရေးရိုက်ချင်ရိုက်ထိုးချင်ထိုးစီတော့ဆိုပြီးပြန်လှည့်လိုက်သည်ဆရာတော်ရာဆွေကအဖေကို ရှင်းပြနေဒီမှာတာလူရဲ့ဒါအရင်မဟုတ်ဘူးဟမြေစုတက်ကအသက်ရှည်စေပါဒီကိုရောက်ကလေးကငါမတော့တော့ဘူးဆိုတာနင်းတီးသားပဲမဟုတ်လားအခုကနင်းဒေါသဖြစ်တာမြင်ချင်းလို့တက်မြင်တကအရက်တောက်ချင်အောင်ဆောင်းပြီးနင့်ကိုစတာပါဟဆရာတော်ရာဆွေကရည်သည်ဖေကပုကြည့်ကြည့်လိုက်ထို့နောက်သူ့ပဲလှည့်ကြည့်သည် သူသည်အဖေရှိမှဒူးတုတ်ထိုင်ချလိုက်ပြီးကြတော့သည် ပြီးတော့ဆရာတော်သားရွှေကိုပါကြတော့သည်ပြန်မော့ကြည့်လိုက်တော့အဖေသည်လက်သည်များဆုပ်ထားရမှဖြေလျှော့လိုက်မျက်နှာပေါ်မှာတင်းမာမှုတွေလည်းပျောက်သွားသည်ဆရာတော်သားရွှေက ပြုံးကြည့်နေအဖေကမေးသည်မင်းမင်းနေကောင်းလားဟုတ်ကဲ့ကောင်းပါတယ်ဘူးကောင်းနေရောကောင်းပါတယ်မင်းတို့မိမရင်းနဲ့ကလေးတွေရောကောင်းပါတယ်ဒါဆိုပြီးရောဆိုပြီးလက်ထွက်သွားသည်ခက်လန်းလန်းရောင်မှတစ်ချက်ငဲ့ကြည့်ပြီး မင်းပြန်တော့မင်းအနေနဲ့ဒီကိုရောက်ဖို့အချိန်တွေများကြီးလိုသေးတယ်အေးတစ်ချိန်ချင်းဒီလိုမြင့်မြတ်တဲ့နေရာမျိုးကိုရောက်ချင်းစာဖတ်ပြည့်တဲ့တွေကိုငါ့ကိုစားရိုးရိုးတေးတေးလေးလေးစားစားစေတနာထားရရမယ်ဒါပဲဟုတ်ကဲ့ပါဖေဖေတို့စဉ်ပတ်ဝန်းကျင်တစ်ခုလုံးအခိုးငွေများဖုံးလွှမ်းသွား၏ဘာကူးမှမမြင်ရတော့ပြန်ကျင်ရင် လာထားလို့ online ဆိုတော့ဇောင်းထက်ဤစကားကိုတတိယသည်လာထလာထလာထဟူ online သည် ဟော တတိယလာပြီထင်တဲ့ဟုတ်တယ်ဟုတ်တယ်တခုခုပြောနေတယ်မိโกငွေများပြေစားပြူတာသည်မြင်ကွင်းသည်တစတစကြည်တင်လာ၏တစုံတယောက်ကလက်ကိုလာကင်သည်မျက်စိကိုဖွင့်ချိလိုက်သည် သူ့မိမမျက်နှာကိုမြင်ရသည်ပြီးတော့နှစ်ချက်ကိုလည်းဘေးမှာဆိုင်းထားသောဆရာဝန်တယောက်သူစီးရင်ပေါ်ရောက်နေခြင်းဖြစ်သည်ကျွန်တော်ဘာဖြစ်သွားတာလဲသူကမေးသည်ဆရာဝန်ကခင်ဗျားကိုဇာရေးဆရာတွေဝိုင်းပြီးဂလိထိုးကြလို့ဦးအတက်လွန်ပြီးအာယုံကြောထိခိုက်သွားတာပါ ထူးထူးဆန်းဆန်းဆရာရဲ့ဦးအတက်ပေါက်တယ်ပဲကြောက်ဘူးပါတယ်ဦးအတက်လွန်တယ်လို့များအခုကောင်းသွားပါပြီဗျသူ့မိမကဝင်ပြောပြန်သည်သူတတိလင့်နေတော့ငါသူ့ကိုဂလိဝိုင်းထိုးတဲ့ဇာရေးဆရာတွေဆရာမတွေလာကြသေးတယ်စားဆရာတောက်ဆရာတွေပြီးသွားကြတာများကြီးပဲအော်ဟုတ်လားငါကဖေတို့စီသွားလည်နေတာမိမမျက်လုံးအနှဲ့ငယ်ပြူသွားကြီးဆောင်းဝင်းကိုထိတ်ပဲပါပါမော့ကြီးဆောင်းဝင်းကခင်ဗျာအေးအေးဆေးဆေးအနားယူလိုက်ပါအောင်ကျွန်တော်ဆေးတလုံးထိုးပေးမယ်ဟုပြောသည် သူက ကျွန်တော်အခုရောက်နေတာဘာစေယုံလဲယင် အုံနောက်နဲ့အာယုံကျော်ထုခုစေယုံလေဆောင်ဝင်ကအိတ်စေးတလုံးထိုးပေးသည်ခဏကြာတွင်သူပြန်အိတ်ပြောသွား၏အိတ်မက်ထက်မက်မလားမမက်ဘူးလားဆိုတာတော့တက်အပ်မပြောနိုင် ကွန်လုံးလေပြီးတော့ဆာရေးဆရာကြီးများကို အမတ်တရားရှိကြစေရန် အလွမ်းပြေရေးလိုက်ခြင်းဖြစ်ပါသည်နောက်ထပ်လဲစာပေကယ်ရီကေချာရဲကဝိတ္တုတို့လေးတွေကိုအလင်းတင်တယ်လို့တင်ဆက်ခြင်းပါသေးတယ်ရှင် ေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ